တောင်းမီရဲ့ something something pro something pro master ဒီနာမည်ကိုတနေ့ရရမှာဒီနီကြားခွင့်တွေလို့ခံစားနေရပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကရှောင်းမီရဲ့ထွက်လာလို့ရှိရင် number series ကရေရို something ရဲ့ something pro ရဲ့ပြီးတော့ ultra line ရဲ့ဒါပေမဲ့ဒီနှစ်ကထူးထူးခြားခြား something something pro something pro master ဆိုပြီးထွက်လာတာဒါခုနကကျွန်တော်ပြောရဲ့နင်ကြားဘူးနေတာတက်ပါအမှလည်းမသိဘူးရင်းနီကြားဘူးနေအဲဒါမှတော့ဒီကဗီဒီယိုမှာကျွန်တော်တို့ကဒီ Xiaomi something series မှာ လက်ရှိကောင်က pre-order တင်မယ်ပြုတ်ကောင်ကဝယ်တော့မယ်ဒီကောင်ကကိုရင်နဲ့ကိုက်ရလားဘလို feature တွေအများကြီးပါလာလဲပြီးတော့အရင်နှစ်ကတည်းကဆိုင်ရင်ဘာတွေပြောင်းလဲသွားတာလဲ pro pro max မှာရောဘလို quality တွေရှိတယ်ဒီအကြောင်းလေးကိုပြပြပေးမယ်ဆိုတော့ကိုက pre-order မတင်ခင်နဲ့တန်းပြီးတော့တည်ပါမယ်ပြီးတော့ကိုက ben model ကိုကိုအနေနဲ့ pre-order တင်ရမယ်ဝယ်ရမယ်ဆိုတာလဲတည်ပါမယ်ဆိုတော့ကျွန်တော်တို့ Xiaomi Samsung City အကြောင်းလေးစာရအောင် Thank you. ီးတော့ဒီနှစ်မှာကထူးထူးခြားအနေနဲ့ပုံမှန်ထက်ကိုပို့ပြီးတော့ကျန်းလာတယ်လို့ပြောရမယ်ဗီဒီယိုစီးရီးအပြင်ပေါ်မှာ Pro ဒါပြီးတော့ Pro Max ဆိုပြီးတော့ထပ်ထွက်လာတယ်ဒါကတော့အလုံးတနေရာမှာတော့ဒါဒီစီးရီးကကြားဘူးမှာပါတမ Pro Pro Max ဆိုတဲ့စီးရီးကဒါကြားဘူးလိမ့်မယ်ဒါပေမဲ့ဒီနှစ်မှာ Xiaomi ကအဲ့လိုမျိုးထုတ်ချလာတယ်ဒါမှမဟုတ် Legion ကိုရိုင်းပြောတာတော့ဒါဒီကောင်ကလည်းဟုတ်တို့တချို့ရပြောတော့ဒါ lucky name မှာမဟုတ်လို့ဒီဘက်ကိုရောက်လာရပြောရဲတချို့ကကြတော့လေဒါ something series နဲ့ apple something series နဲ့ရှင်တီးဖို့ဆိုပြီးတော့ ဖတ်လာလာမျိုးတော့ပြောတယ်ဆိုတော့ဒီနှစ်ရဲ့အစ်စ်ပေါ့နော်မိုင်ဆုံးလို့ပြောလို့ရတယ်အလန်းဆုံးလို့ပြောလို့ရတယ် Xiaomi Something Pro Max ကနေပြီးတော့ကျွန်တော်တို့စပြောအောင် Xiaomi ရဲ့ Something Pro Max ကကြတော့ပြောရမယ်ဆိုရင်ဒါဒီ line app ပေါ့နော်အကောင်းဆုံးနေအမိုက်ဆုံးဆိုတာမျိုးတွေကိုပြည့်ထည့်ထားတဲ့ကောင်မျိုးဒီ pro max ဆိုတဲ့နာမည်နဲ့အတိုင်းပဲ display size တွေ camera တွေ battery တွေအစအကုန်အကြီးကြီးတွေတုံးမိထားတာဆိုတော့ဒီကောင်ရဲ့ display ကစကြောတာပေါ့ဒီကောင်ရဲ့ display ကကြာတော့6.9 inch ဖြစ်သွားတယ် LTPO emulate နဲ့ပဲဒါကမှ100နေဟက်စရမယ်။တခြားကြံတဲ့ဒါ HDRI ပြီးတော့ Vivid တွေဘာညာပေါ့ Adobe Vision တွေအကုန်လုံးအကုန်လုံးကပါပြီးသား။ပြောရရင် flash level display အနေနဲ့ရှိတယ်။တကယ်လည်း mic တွေ display ဆိုလို့ဆက်ပြီးပြောရမယ်ဆိုလို့ရှင်ဒီ Xiaomi Sampling Pro နဲ့ Pro Max မှာဆိုရင်ဒီအနောက်မှာတို့က Magic Bus Screen ဆိုတာလေးပါလာတယ်။အဲဒီကောင်ကတုံးလို့ရတယ်တော်တော်လေးညာတယ်။ဒါပြောမယ်ဆိုရင်မက်တမာဒါဒီအားကြီးထည့်ပေးတာ။ သိအသုံးဝင်တယ်သိစင်ပြေမျိုးပါမျိုးတချို့ကြောင့်တွေးရမျိုးရှိအမင်းတတော်အသုံးဝင်တယ်ဘယ်လောက်ထိအသုံးဝင်လဲဆိုလို့ရှိရင်ဒီ back camera နဲ့ကျွန်တော်အဓိကပေါ့နော်ဗီဒီယိုရိုက်တဲ့အခါကြီးအဲတပွင့်ရတဲ့အခါကြီးမှာတတော်လေးကိုအဆင်ပြေတယ်ပြီးတော့ video recording ဆိုရင်ဒီကောင်က 8K ထိရတာဒီ magic screen ကိုအသုံးမိုက်မယ်ဆိုရင်အဲ့ဒါဖြေကြိုက်လို့ရတယ်ပြီးတော့နောက်တစ်ချက်ဆိုလို့ရှိရင်ဖုန်းကောတွေ notification တွေကြည့်ရတာပြီးရင်တခြင်းကြော်ခွာတာတွေအများကြီးပဲပေါ့နော်ဟို feature တွေအများကြီးအဲ့ဒီ back screen မှာတုံးလို့ရတယ် ဒီ Magic Pass ကိုရဲ့ display size ကသူက2.9 inch ရှိတယ်။ပြီးတော့ဒီကောင်ကမခန့်တာပါနော်။ဒီကောင်ကငစဒီ screen display လေးကို LTPO AMOLED သုံးပြီးထားပြီးတော့ Wonder Lens ကိုထည့်ထားပြီးရယ်။အဲ့တော့ဒီ display လေးကလည်းတုံးရတော်တော်လေးကိုအဆင်ပြေတယ်၊မိုက်တယ်ဆိုတဲ့ feeling မျိုးရမှန်နေတာဖြစ်သွားတယ်။အဲ feature တွေအများကြီးကိုဒီဘက်မှာကောင်းကောင်းသုံးလို့ရတယ်၊ run လို့ရတယ်။အကုန်လုံးပေါ့အကုန်လုံးကျွန်တော်တို့ဒီ screen display လေးနဲ့လုပ်လို့ရတယ်အများကြီးကုန်လို့ရတယ်။ ပြတခုမိုက်တာကဒါနဲ့အတူတွဲပြီးမိတ်ဆက်တာကြာတော့ဒါ retro gaming case ပေါ့နော်ဒီ gaming case နဲ့လည်းဒီ subscription ပေါ်မှာ game လေးတွေ sort လို့ရတယ်ဆိုတော့ဒါဘာပြောဒါ Xiaomi အတွက်ကတော့ဒီနှစ်အတွက်ဒါအကြီးမားဆုံးကြောင်းနေတဲ့ဟာလို့ပြောလို့ရတယ်ဒါပေမဲ့အရင်ဒီ magic pass subscription ကိုမတုံးခင်မှာအရင် Xiaomi 11 ultra တော့မှလည်းနောက်မှ patches တွေထည့်လာပြီးဒါပေမဲ့ဒီကောင်ကအဲ့လောက်ထိတော့အရင်အလုပ်ဖြစ်လာခဲ့တယ်သိရမလား subscription သေးသေးလေးမှာတုံးရတာကြီးအရင်အဆင်ပြေမနေခဲ့ဘူး ဒါပေမဲ့ဒီနှစ်မှာဒါဒီ magic bus ဆိုပြီးကျွန်တော်အားပါအသုံးလိုက်ရတယ်။ Xiaomi ကိုယ်တိုင်ကလည်းဒီ display အတွက်အချိန်နဲ့အများကြီးယူပြီးတော့တတိယရှာလုပ်ပေးခဲ့တယ်လို့ပြောထားတာဆိုတော့ဒီနှစ်အတွက် Samsung Pro Max နဲ့ဒီ Samsung Pro ရဲ့ဒီ magic bus တွေကအားလုံးတော်တော်လေးအားသင့်ပါစေ။ပြောရဒီ Xiaomi Samsung Pro Max ရဲ့ကင်မရာကလည်းဒီနှစ်မှာတော်တော်လေးကိုမိုင်းလာရလို့သူတို့ပြောထားတယ်။အဲတကယ်လည်းဗီဒီယိုတွေမှာလိုက်ကြည့်တဲ့အခါမှာပုံသက်တွေပါရတယ်တော်တော်လေးမဆိုး15 Pro တုန်းကလည်းကင်မရာတွေကတော်တော်လေးမိုင်းလာတယ်ဆိုမှဒါ Samsung Pro Max တောင်လည်းတော်တော်လေးဟုတ်တယ် ်အကျန်နာတော့အကုန်တူတူပဲဗီဒီယိုဆိုလို့ရှိရင်လည်း 8K ရိုက်လို့ရတယ်ဆက်ဖီဆိုလို့ရှိရင်လည်း 4K ထိအလိုရတယ်အမြင်လုံးထားပြီးတော့ပေါ့အဲသဘောကျမြအကောင်းတာကဒီကင်မရာပိုင်းဆိုလို့ရှိရင်လည်းဒါကိုက Magic Bus Screen လေးနဲ့ကိုရဲ့ Vlog တွေပါရို့ဒါပို့ပြီးတော့ကြည်လင်ပြပြတသားတတိယခြားလေး record လို့ရအဲဒီစကားတော့တော်တော်လေးအတုံးဝင်ပြီးတော့ဒီကောင်းရဲ့ဘက်ထရီပိုင်း Xiaomi Samsung Pro Max ရဲ့ဘက်ထရီကလည်းတော်တော်လေးကိုကိတ်လာတယ်။ခွန်တော့ငါ mAh ဘက်ထရီကိုမှ100 W ဖတ်ချာတင်ထည့်ပေးထားတာဆိုတော့ ဒါက promax ဆိုတဲ့အတိုင်းပဲသူ့နာမည်အတိုင်းပေါ့နော်ပထမလဲတော်တော်လေးဥမာကြီးတယ်အခြားကျောင်းကတော့အကောင်ကတန်းတူပဲဆိုတော့ပထမတစ်ခုကတော့တော်တော်ဖိတ်တယ်8500 mAh တော်တော်ကို fine ပထမနေဘာမှတိတ်ပြီးတော့ပြောစရာရှိတော့ပြီးတော့ဒီ on paper specification နေရာလဲဒါတခြားမှာတော့မသိဘူးနော်ဒါ Xiaomi ကတော့ကောင်းကောင်းအလုပ်ဖြစ်တဲ့ဟာလေးကြီးပဲကျွန်တော်တို့တခြားကြည့်ရတော့ပေါ့14 15ဒီ16အထိလဲတော်လေးကိုမှအလုပ်ဖြစ်လာတယ်ဆိုတော့တလက်ဖရတဲ့ကျွန်တော်တို့တွေ sampling probe ကိုဆက်သွားတယ် ပြောရမယ်ဆိုရင်ဒီ Samsung Pro Max ကတကယ်ကို site အကြီးဘက်ထရီအစတုံးကြီးနဲ့တကယ်ကင်မရာဆိုလည်းအချမ်းအဲ့လိုအလုံးကအမိုက်ဆောင်းတွေပဲသုံးမိထားသလို Samsung Pro ကလည်းတွားပြီးရှုပ်လို့ရတယ်မပါဘူးဒီနေ့ Xiaomi ကဒါချီကျူအောင်ဒီလို compact phone တသေးလေးမှာထည့်ပေးထား Magic Bus Screen ပါမယ်ဘက်ထရီကြီးပါမယ်ပြီးတော့ကျွန်တော်တို့ဒါ performance အကိတ်ကြီးပါဒါနဲ့တော်တော်လေးကိုနိုင်ရှယ်လို့ဖြစ်နေဒါတော်တော်ချီကျူအောင် စမ်းကြည့်ပါ6.3 inch ဆိုတဲ့ site လေးအဲ့ site လေးမှာ budget ပေးလက်ပါမယ်ပြောလုတ်ပေးထားတာကချစ်ချစ်လေးလေးနဲ့ကန်ရတာပို့ပြီးမိုက်တယ်ဆိုတဲ့ feeling မျိုးပေးနိုင်မဲ့ဖုန်းမျိုးပြီးတော့ Samsung Pro ကလည်းဒီနှစ်မှာဒါပြောမယ်ဆိုလို့ရှိရင်လူကြိုက်လဲများလောက်တယ်ပြီး Pro Max နဲ့ Pro မှာဆိုရင်နှစ်ခုလုံးကလူကြိုက်များရဆိုပေမဲ့တချို့တွေ compact phone ကိုလိုချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ Samsung Pro ကရွေးချယ်စရာတစ်ခုအနေနဲ့ option ဖြစ်လာလိမ့်မယ်အဲဘာကြောင့်လဲဆိုတော့ဒီလို site သေးသေးလေးမှာ specification ကလုံးဝ next level လုံးဝ flagship specification နဲ့အကုန်လုံးရတာဆိုတော့ ဘာပြောခွန်ပတ်သမားတွေတော့ဒါ welcome ပဲ something pro မှာတော့ဒါ battery ကိုဒီကောင်နဲ့6300 mAh ပဲထည့်လာပြီးရဲ pro max ရဲ့5500နဲ့ဆိုလို့ရှိရင်1000ကျော်လောက်กว่าွာဆိုတော့ဒါလည်း PT မှာกว่า charge နေနေတာ battery life ကတော့ရှိတာပေါ့ဘယ်လိုပြောဒီ compact phone လေးမှာ6300 mAh ကိုထည့်ပေးလာရဆိုတော့ဒါရန်ကောင်ဆမ်မိုက်ကျွန်တော်ကကြိုက်တယ်ပြောမယ်ဆိုရင်တော့ဒါ something pro max တဲ့ဆိုင်တော့ဒါ something pro ကတကယ်ကိုလူကြိုက်ပဲပုံများလာမလား ်နော်ကွန်ပတ်သမားတွေအတွက်ပို့ပြီးတော့အဆင်ပြေလာမှာဒါတော့တစ်ချက်စောင့်ကြည့်ရအောင်ပြီးတော့ကျွန်တော်တို့ရှောင်းမီဆမ်တင်အငယ်ဆုံးလေးဘက်ကိုဆက်သွားတာပေါ့ရှောင်းမီဆမ်တင်ကတော့ဒါအယိုးရှင်းဆုံးပြောမယ်ဆိုတော့ simple but different ဆိုတဲ့ပုံစံမျိုးဒီကောင်းတဲ့ design ရဲ့ base quality ကကြည်ရနေတယ်ဒီကောင်းတဲ့ထုံးစံမျိုးစဉ်းစားလို့မရတာကဘာဖြစ်လို့အငယ်ဆုံးကြမှာ design ကိုအဲ့လိုမျိုးထုတ်လာပြီလဲဆိုတာနည်းနည်းလေးတွေ့ရခက်တယ်ပေါ့နော်ပိုနှောက်အောင်လည်းလုပ်လို့ရတယ် global မှာဆိုရင် 15t တို့ပါတို့ 15t series အဲ့ကောင်တွေဆိုရင်တော်တော်ကြီးကိုမှလှတာ ဒါပေမဲ့ဒီ Xiaomi Something မှာကတော်တော်ဆိုးဆိုးအဲ့လောက်ထိလှရတယ်မှာမပေါအောင်ဘလို့စဲဒီ visual ဘိုင်းနဲ့ကြည့်ရတာအမြင်ဘိုင်းပေါ့ဗျာအမြင်ဘိုင်းနဲ့ကြည့်မယ်ဆိုရင်လည်းနည်းနည်းလေးရှည်စရာတော့ကောင်းနေရမှာသူ့ရဲ့ design ကတချို့တလေနဲ့အောင်သွားပြီးတဲ့ခက်ဆင်ဆင်တော့ဖြစ်နေသေးတယ်ပြီးတော့ကျွန်တော်တို့ display ဘက်ကိုဆက်သွားတာပေါ့ display ကတော့ဒီကောင်ကလည်း7.3 inch ပဲ ATPO AMOLED ပဲ120 Hz နဲ့ပဲလာတာအဲတခုရှိတာကတော့ဒီကောင်ကတော့ Samsung Pro ရော Pro Max ရောအနောက်က Magic Pad ဆိုပေမဲ့ပါဘူးသူကလုံးဝရိုးရိုးရှင်းရှင်းတာမန် phone တစ်လုံးလိုပဲဒီကောင်ကထွက်လာတာအ အဲကင်မရာမှာဆုံးတဲ့ထုံနည်းလည်းကောင်းမယ်50 megapixel main camera တစ်လုံးရယ်50 megapixel telephoto တစ်လုံးရယ်50 megapixel ultrawide တစ်လုံးရယ်ပါတယ်သုံးလုံးလည်းပေါ့ဒါသုံးလုံးကလည်းတော်တော်တူဒါအလုပ်ဖက်မဲ့အနေထားမှာရှိရယ်ဆယ်ဖီကလည်း50 megapixel ပဲအဲပြီးတော့ဘက်ထရီဘိုင်းမှာဆိုလို့ရှိရင်နည်းနည်းလေးတည်တာပါမယ်ဘက်ထရီမှာဒီကောင်ကရှားလေးပေါ့ pro လောက်တယ်မနည်းဘူး pro max လောက်လည်းမမြအောင်ဒီကောင်က2000 mAh ဘက်ထရီပေါ်မှာတရားဝက်ဖတ်ချာနေလာတယ် တခြားကြံတဲ့ ultrasonic နဲ့ fingerprint တွေအဲပြောရလို့ရှိရင် dual stereoscopy ဒါတွေအကုန်လုံးကတော့ရောက်တဲ့အခါမှာစမ်းကြည့်ရင်တော့ပိုကောင်းလားမကောင်းလားဒါသိရမယ်။ performance တွေကလည်းဒါအကောင်းဆုံးဆိုရယ် Snapdragon 8 Legion 5ကိုတုံ့နှားပေးပြီးတော့ HyperOS 3 Android system base နဲ့လာတယ်။ဆိုတော့ performance ကလည်းဒီ phone တွေလည်းမမသိဘူးပြောစရာမရှိတော့ဘူး။အဲဆိုတော့ဒီကောင်ကနည်းနည်းတော့သူကစားတယ်ပေါ့နော်။ Pro Pro Max ကတော်တော်လေးကောင်းမိုက်နေတဲ့အချိန် high နေတဲ့အချိန်မှာ video line ကိုကြာနည်းနည်းကီးလိုက်တော့ဖြစ်သွားတယ်ခံရတယ်။ အရင်ဒီဇိုင်းပိုင်းတွေပါတွေကအစားအရင်မိုက်မနေဘူးဒါပေမဲ့ compact ဖုန်းကောင်းကောင်းအောင်ကြိုက်တဲ့သူတွေတဲ့မှာဖုန်းတစ်လုံးကိုရအဲ့လို magic pass အခွင့်တွေပါတယ်တော့အဲ့လိုလုံးဝရှုပ်ရှက်ခံရမှုမကြိုက်ဘူး simple ဖြစ်တာမျိုးကိုကြိုက်တယ်ဒါပေမဲ့ကွဲလဲကွဲပြားနေအောင်မယ်ဆိုတဲ့သူတွေအတွက်ကတော့ဒီ Xiaomi Samsung series ကလည်းဝေးချဲ့တဲ့တစ်ခုအနေနဲ့ဖြစ်လာအောင်ပါအဲတစ်ထဲမှာခံရတဲ့ feeling တွေပါတွေကတော့ specific တဲ့အခါမှာဒါသိရဆိုတော့ဒီ Xiaomi Samsung Pro Samsung Pro Max နဲ့ Xiaomi Samsung ဒီသုံးမျိုးက ဘလိုလူတွေရွေးချယ်ဝယ်ယူတင်တာလဲဘလိုလူတွေကဒါ pre order တင်တင်တာလဲဆိုရင်တော့လက်ရှိကိုကိုင်းနေတဲ့ဖုန်းကိုကြောင်းလိုက်မယ်ဆိုရင်ရောအဆင်ပြေလာဟုတ်ကြောင်းတင်တယ်ဒီနှစ်က Xiaomi ရဲ့ဒါတော်တော်လေးကို innovate ဖြစ်တဲ့နှစ်လို့ပြောရအောင်တော်တော်လေးကိုလှုပ်ပေးထားတာလေးကလုံးဝဟုတ်တကယ်စိတ်ကျဉ်တဲ့ဆရာကောင်းလောက်တဲ့အနေထားမှရှိတယ်ဘယ်လိုထဲမှာကြည်ရတာတွေဘာတွေအစားသုံးရမဲ့ feature တွေဘာတွေအစားတကယ်ကိုလုံးဝ magic pass ခွင့်ရဲ့ဒါ feature တွေအကုန်လုံးကိုကျွန်တော်တို့ကအသိဉာဏ်နဲ့သုံးရမှာ ပြီးတော့ပုံမှန်300ဖုန်းလို့မဟုတ်ပဲね display တစ်ခုအနောက်မှာပါတဲ့ဖုန်းနဲ့အတုံးအမှာဆိုတော့ဒါလဲတဲ့နေ့အနေထားမှာလို့ပြောလို့ရတယ် performance ဘိုင်းနေကင်မရာဘိုင်းနေရာလဲပို့ပြီးတော့မိုက်လာမယ်နေထားမှာရှိတယ်ဆိုတော့ gaming legend ဆိုလဲဘာပြဿနာမှသိမရှိဘူးတန်းလဲလို့ရတယ်ဆိုတော့ဒါကတော့ကျွန်တော်လောလောဆယ် Xiaomi Samsung စီထွက်လာတဲ့အပေါ်မှာကိုက pre order တင်တဲ့လားပြီးတော့ကိုယ်အနေနဲ့ဘာမျိုး feature တွေဒီဖုန်းတွေမှာပါလဲဆိုတာကိုဒါအကြမ်းဖျင်းနဲ့ပြပြထားတာဆိုတော့ကိုယ်လိုလို့ဆိုရင် Xiaomi Samsung ကိုဝယ်မလား Xiaomi Samsung Pro ကိုဝယ်မလား Xiaomi Samsung Pro Max ကိုဝယ်မလား memory ကိုဝယ်မလဲ memory ကကိုယ့်လူအတွက်အကောင်းဆုံးဖြစ်မလဲအခုကောင်မှာဆွေးနွေးကြပါဦးဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အားလည်းကြော်ယူပါ Yangon Mobile Store